မင်္ဂလာပါခင်ဗျာ2025ခုနှစ်အော်တိုဘာလ9ရက်မြေလတ်တန်ရဲ့တနစ်တာသတင်းအစီအစဉ်ဖြစ်ပါတယ်ပထမဆုံးအနေနဲ့တပင်းညိုရေနံမောပုံကျဲခံရပြီးရေနံလုံသားလင်မယားနှုတ်ဦးတည်ဆုံးခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်မကွေးတိုင်းပေါင်းမြို့နယ်မြောက်ပိုင်းရှိတပင်းညိုရေနံမောကိုစစ်ကောင်ပြင်တပ်ကပုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အလုံသမားလင်မယားနှုတ်ဦးတည်ဆုံးပြီးခလေးပြည်သူတန်းရရခဲ့တယ်လို့ပေါင်းမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့စီကတည်ရပါတယ်အော်တိုဘာရှိရမနေ့စနေနေ့ဝင်းကျင်မှာဂျိုင်ရိုကော့ပရာ3စီးနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာ ရင်းနှံမော်ရှိရင်းနှံလှူသားတွေရဲ့ယာယီနေအိမ်တွေပေါ်ကြားရောက်ပေါက်ွယ်ပြီးအသက်30ရွယ်ရင်းနှံလှူသားလင်မယားနှစ်ဦးသေဆုံးက9နှစ်ရွယ်ကလေးတဦးထိခိုက်ဒဏ်ရာရခဲ့တာလို့ပေါင်းမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့မှတာဝန်ရှိသူကပြောပါတယ်။ဒါအပြင်ပေါင်းမြို့နယ်နဲ့မြန်မြို့နယ်အတွင်းကိုစစ်ကောင်စီတပ်ကလေကြောင်းကနေမကြာခဏပုံကျဲတိုက်ခိုက်နေပြီးမေလကနေအောက်တိုဘာ9ရက်အတွင်းအဲဒီမြို့နယ်တွေတဲကိုအကြိမ်200နီးပါးပုံကျဲခဲ့ကဒေသက20ကျော်လဲတည်ဆုံးခဲ့တယ်လို့ပေါင်းမြို့နယ်ပြည်သူ့ကော်မတီတပ်ဖွဲ့မှစူးစိတဲ့စင်းကိုကိုးကားပြီးသူကဆက်ပြောပါတယ် အော်တိုဘာ9ရက်ဒီမနေ့ပိုင်းမှာလဲပေါ့နဲ့မြိုင်အဆက်တနေရာကိုဘုံကျဲတိုက်ခိုက်ခဲ့သေးတယ်လို့သိရပြီးဒီအချိန်တွေကိုတော့မြေလက်တန်ကဆက်လက်ဆောင်ဆန်းနေပါတယ်ဘုံကျဲရမှာ Y12 Y8 Paramotor အပြင်အခုနောက်ပိုင်းဂျိုင်းရိုကော်ပိုရတီကိုပါအသုံးပြုလာကလေချောင်းအပြင်မြေပင်ကနေလဲစစ်ကြောင်းထိုးတာတွေရှိခဲ့တဲ့အတွက်ဒေသခံတွေလဲစိုးရိမ်မှုမြင့်တက်နေတယ်လို့ဆိုပါတယ်ပြီးခဲ့တဲ့အော်တိုဘာ9ရက်မှာမြိုင်မြို့နယ်ကြောက်ခွက်ရင်နယ်မော်ကိုပါရာမော်တာနှစ်စီးနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားသုံးဦးသေဆုံးခဲ့ပါသေးတယ် ရခိုင်ပြည်နယ်မှာကျင်းပခဲ့တဲ့96ဆိုကြ PDF လေးနှစ်ပြည့်နဲ့စစ်သည်နှန်းစင်ပွဲသတင်းကိုဆက်လက်တင်ဆက်ပေးပါမယ်။96ဆိုကြ PDF တပ်ဖွဲ့တီထောင်ချင်းလေးနှစ်ပြည့်နဲ့စစ်သည်နှန်းစင်ပွဲအခမ်းအနားကိုမဟာမိတ်ဖြစ်တဲ့အရကတတော် A ထင်းချုပ်တနေရာမှာကျင်းပပြုလုပ်ခဲ့တယ်လို့အော်တိုဘာ၈ရက်မှာထုတ်ပြန်ပါဗါး96ဆိုကြ PDF တပ်ဖွဲ့တီထောင်မှုကအော်တိုဘာ၆ရက်မှာလေးနှစ်ပြည့်မြောက်ခဲ့တာဖြစ်ပြီးအဲ့ဒီအခမ်းအနားနဲ့အတူစစ်သည်နှန်းစင်ပွဲကိုရခိုင်ပြည်နယ်တနေရာမှာပူးတွဲပြုလုပ်ခဲ့က ာရဗတ်တတော် A ကအရာရှိတချို့လည်းတက်ရောက်ခဲ့တယ်လို့သိရပါတယ်။96ဆိုကြ PDF အညာတက်ခွဲအနေနဲ့ရခိုင်ပြည်နယ်မျိုးစိမ့်တိုက်ပွဲတွေအတွင်းမှာလည်းအာရဂတ်တော် A နဲ့အတူပါဝင်တိုက်ခိုက်ပြီးစေရေးအတွေ့အကြုံတွေယူကအညာဒေသတွင်းစေရေးလှုပ်ရှားနေတဲ့တပ်ပွဲတစ်ခုလည်းဖြစ်ပါတယ်။နောက်ဆုံးသဘောအနေနဲ့တင်ဆက်ပေးမှာကတော့ပရောင်းမျိုးနဲ့ဆင်လန်မှာ AA ထိုးစစ်ပြင်းထန်နေချိန်ညောင်ချရောက်ရွာထိပ်မှာစစ်ကောင်စီကခါစစ်စခန်းတစ်ခုထပ်မံတိစောက်ခဲ့တဲ့တဲ့တွင်မှာ ရခိုင်ပြည်နယ်ဆက်ပဲခူးတိုင်းပဒေါင်းမြို့နယ်စင်လန်ဒေသမှာအာရဖတ်တပ်တော် AA ရဲ့ထိုးစစ်ပြင်းထန်လာခြင်းညောင်ချောက်ရွာထိပ်မှာစစ်ကောင်စီတပ်ကခန်းစစ်စခန်းတစ်ခုထပ်မံတိစောက်လိုက်တယ်လို့ဒေသစီရဲ့သတင်းရင်းမြစ်တွေစီကတီးရပါတယ်။စစ်ကောင်စီတပ်ရဲ့လက်နက်ထုတ်လို့ရတဲ့အမတ်6ကာကွယ်ရေးပစ္စည်းဆက်ယုံကပ္ပစာ6အခြေဆက်ရာညောင်ချောက်ရွာတရာထိပ်မှာအခိုင်အမာခန်းစစ်စခန်းတစ်ခုကိုအော်တိုဘာပထမပတ်အတွင်းစတင်တိစောက်ခဲ့တာဖြစ်ပြီးအင်အား90ဝန်းကျင်တပ်ဆွဲထားတယ်လို့ပဒေါင်းဒေသစီရဲ့သတင်းရင်းမြစ်တဦးကပြောပါတယ်။ ပြီးခဲ့တဲ့အော်တိုဘာ6ရက်နဲ့9ရက်တွေမှာကပ္ပစာ6ညုံ6ရွာနဲ့ခွန်မိုင်အကွာကအနီးကပ်ဆုံးစစ်စခန်းဖြစ်တဲ့ဆင်လန်စခန်းမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပြီးစစ်ကောင်စီတပ်သားအများပြားတိုက်ဆုံးထိခိုက်မှုတွေရှိခဲ့တယ်လို့သိရပါဗျ။နေရတာတိုက်ပွဲပြင်းထန်ခဲ့ပြီးတဲ့နောက်အထိနာခဲ့တဲ့စစ်ကောင်ရှင်တပ်ကဆင်လန်စခန်းကိုစစ်အင်အားတရာကျော်ဗရောင်းတပ်နယ်ကနေထပ်မံပို့ဆောင်ဖြစ်တင်းခဲ့တယ်လို့သိရပါဗျ။ ဆင်လန်ကာကန်စကန်တိုက်ပွဲတွေနဲ့ပတ်သက်ပြီးအာရခတတော် AA ကသတင်းထုတ်ပြန်တာမရှိသေးဘဲတိုက်ပွဲအတွင်းသေဆုံးဒဏ်ရာရနဲ့လက်နက်ခဲယံတင်းစီရမိအခြေအနေအသေးစိတ်တွေကိုအတိမပြုနိုင်သေးပါဘူးအာရခတတော် AA ကစတက်မဒုတိယပတ်အတွင်းမှာစစ်ကောင်စီတပ်ရဲ့လေသာတောင်စကန်ကိုတိမ့်ပိုက်ခဲ့ပြီးနောက်ဆင်လန်စကန်ကိုဆက်လက်ထိုးစစ်ဆင်နေတာဖြစ်ပြီးတိုက်ပွဲတွေတလာနီးပါးကြာမြင့်လာချိန်မှာညောင်ခြေောက်ရွာထိပ်မှာကားပါစာ6အတွက်ခန်းစစ်စကန်တစ်ခုထပ်မံတိုးမြင့်လိုက်တာပါစစ်ကောင်စီတပ်ဘက်က AA ထိန်းချုပ်ထားတဲ့လေသာတောင်နဲ့ညောင်ကျိုးစကန်တွေကို ပြန်လည်ထိန်းချုပ်နိုင်မှုထိုးစစ်ဆင်နေတာဖြစ်တယ်လို့ AA ပူပေါင်းတပ်တွေဘက်ကလည်းစင်လန်စခန်းကိုရရှိရေးထိုးစစ်ဆင်တိုက်ခတ်နေတာဖြစ်တယ်လို့စီရီယံဗိုလ်ကြီးစင်ယောင်ကပြောပါတယ်။အာရကတတော် AA ကရခိုင်ပြည်နယ်တောင်ကုန်းမြို့ကိုပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ15ရက်မှာတိမ့်ပိုက်ပြီးတဲ့နောက်ရခိုင်ပြည်နယ်နဲ့ပဲခူးတိုင်းအဆက်ဗရောင်းတောင်ကိုလမ်းမိုင်းပေါ်ရခိုင်ရိုးအတွင်းရှိစစ်ကောမရှင်တပ်စခန်းတွေကိုဆက်လက်ထိုးစစ်ဆင်နေကြတာပါ။အဲဒီလိုထိုးစစ်ဆင်နေရမှာ2025ဖေဖော်ဝါရီလမှာပကံကွဲစခန်း မတ်လမှာညောင်ကျိုးပင်မနဲ့ကာကင်စကန်တွေစက်တင်ဘာလမှာလီဂါရောင်စကန်တွေကိုတင်ပိုက်နိုင်ခဲ့ပြီးလက်ရှိမှာလက်နက်ထုတ်လို့ရေးဆက်ရုံကပ္ပစ6အနီးကစစ်စကန်တွေကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတာလည်းဖြစ်ပါတယ်။မီလက်ဒေတာကတရင်တွေကိုတင်ဆက်ပေးနေတဲ့မီလက်တန်ရဲ့နေ့စဉ်တရင်စီစဉ်ကိုနေ့စဉ်မြန်မာစံတော်ချိန်ည8:00နာရီကွဲမှာတင်ဆက်ပေးနေတာဖြစ်ပြီးမီလက်တန်ရဲ့ဝက်ဘ်ဆိုက် YouTube နဲ့ Facebook တို့မှာစောင့်မျှော်ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။